ဒီကနေ့ဒီချိန်လိန်ညာမှုတွေရှုပ်ထွေးမှုတွေတရင်အမျိုးမျိုးကြားပြောနေချိန်အမှန်အမှန်ကို ဝေခွဲရခက်ချိန်မှာလမ်းညွန်ပေးမယ်အကြံဉာဏ်ပေးမယ်အံ့ဩပွေဖျားစီကလမ်းပြခြင်းနဲ့ဖေးမခြင်းအထူးလိုအပ်ပါတယ် စွတ်တီစင်ပါလို့စပြည့်နယ်ဖေ့ချ်မှာနှုတ်ခွန်းဆက်ပါတယ်။ဒီနေ့ကဘာပေါ်မှာလွတ်လပ်စွာယုံကြည်ကိုးကွယ်ရာဖီးယားမြောက်များစွာရှိတဲ့အထဲကဘာမှမရှိခြင်းကနေရှိစေတဲ့ဖီးယားမဖြစ်နိုင်တဲ့အရာမတတ်နိုင်တဲ့အရာတစုံတစ်ခုမှမရှိတဲ့အောဝယ်မဟာတကူတော်နဲ့ပြည့်စုံတဲ့ဖီးယားတစ်ခင်အကြောင်းကို သူတကွနှလုံးတွင်ခွန်အားယူဖို့အံဩဝေဖျားဆိုတဲ့ခေါင်းစဉ်နဲ့ဒေသနာတော်ကိုယူဆောင်လာပါတယ်။ခြေပြုတ်ချမ်းတွေကိုဖတ်ပါမယ်။ဟေရှာယအနာဂတိချမ်းခန်းကြီးကိုခန်းငယ်6မှ9အကြောင်းမူကားငါတို့အဖို့ သူငယ်ကိုဖွားမြင်၏ငါတို့အားသားကိုတနာတော်မူ၏ထိုသူသည်အုပ်ဆိုးခြင်းအာနာဆက်ရှိလိမ့်မည်နာမတော်မူကားအံ့ဩဝယ်တိုင်ပင်ပဲတကိုးကြည်တော်ဖျားခင်သာဝရအဖငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်ဒါဝိမင်း၏ ရာဇပလင်ပေါ်မှာထိုင်၍နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်တရားတော်အတိုင်းဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်းအာနာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည်နှိမ့်ဆအမြဲရှိလိမ့်မည်ကောင်းကင်ဘူချီအရှင်သာရဖျားတီအလိုတော်အားကြီး၍ထိုအမှုကို ကြီးစည်စေတော်မူလိမ့်မည်။ဟေရှာယအနာဂတိကျမ်းခန်းကြီးဆက်တဲ့အခန်းငယ်1မှ3အရာဘုရား၏ဝိညာဉ်တော်သည်ဟူသောဉာဏ်ပညာကိုပေးတော်ဝိညာဉ်၊ကြံစည်သက်သွန်းနိုင်သောတတိကိုပေးတော်ဝိညာဉ်၊ထာဝရဘုရားကိုသိ၍ချောက်ယွံသောသဘောကိုပေးတော်ဝိညာဉ်တော်သည်ထိုသူအပေါ်မှာကျင်းဝတ်တော်မူလိမ့်မည်။ ဖို့သူဒီသာဝရဖျားကိုကြောက်ရွံ့ခြင်း၌မွေလျော်ဒီဖြစ်၍မိမိမျက်စိမြင်ဒီအတိုင်းမစီရင်မိမိနာကြားဒီအတိုင်းမဆုံးဖြတ်ပေဖတ်သွားတဲ့ကြမ်းချက်များအရာစည်ရဲ့ချင်းချုပ်ငင်းရာ ထာဝရဒုက္ခချမ်းသာဘုံတို့လူသားအလုံးရောက်ရဖို့ကယ်တင်ခြင်းအမှုပြုရန်ဖခင်တခင်ကတပါတီတော်သားတော်ယေရှုဖျားကိုသူငယ်တော်အဖြစ်အံ့ဩပွေလူစားဒီကိုခံယူကာမွေးဖွားဖို့ဆေလွတ်ပေးတယ်သူတားတော်ယေရှုဖျားကထာဝရဖျားရဲ့ဝိညာဉ်တော်အဖြစ်ကောင်းကင်ပေါ်မြေကြီးပေါ်ရှိသည်မြယူပအရာအယူပအရာတွေကိုထာဝရ ကာလအုတ်ဆိုးစီရင်ပိုင်တဲ့ဖခါဂုံအတရေနဲ့အံ့ဩပွေအမှုပြုတဲ့ဖခါတစ်ချိန်တည်းမှာပင် နေရာတိုင်းမှာရှိပြီးအလုံးစုံကိုအစိုးရတဲ့ဖခါတဘာဝတရားရဲ့ဌာနချက်တွေထိုးထွင်းသိရှိနိုင်တဲ့တကူရှိတဲ့အတွေ့ကျန်စီတက်ဆွမ်းနိုင်တဲ့တတိလက်တွေ့လှုပ်ဆောင်ခြင်း၌အမှန်ကိုရွေးချယ်နိုင်တဲ့အစွမ်းနဲ့ပြီးမြောက်အောင်လှုပ်ဆောင်နိုင်တဲ့ခွန်အားရှိတဲ့ ထာဝရဖျားရဲ့အလိုတော်ကိုတိကျွမ်းပြီးကြောက်ရွံ့ယူသေးတယ်။လူမျက်နာကိုမလိုက်တရားမျှတစွာဆုံးဖြတ်စီရင်တဲ့ဖျားရဲ့နိုင်ငံတော်ဟာ အစဉ်အမြဲငြိမ်းချမ်းတရားရတယ်။ကျမ်းစာတော်မြတ်မှာ အရှင်ယေရှုကိုအံ့ဩပွေတိုင်ပင်ဖက်တကိုးကြီးတော်ဖျားတခင်သာရအဖငြိမ်သက်ခြင်းအရှင်လို့ခေါ်ဝေါ်ထားတယ်လို့ဘီယန်ဒဂါတို့ရဲ့တခင်အဖြစ်ကကဘာကုံဆုံးချိန်တိုင်းတရားတော်နဲ့အညီညတစွာအုပ်ဆိုးလိမ့်မယ်ဆိုပြီးအနန္တတကိုးရှင်သာရဖျားကမမွေးဖွားခင်မှာပင်တနိဋ္ဌံချမှတ်ထားသည့်အတိုင်းမငြိမ်မသက်ဆင်းရဲဒုက္ခရောက်နေတဲ့ကဘာမြေတို့စစ်မှန်နဲ့ ငြိမ်သက်ခြင်းယူဆောင်လာတယ်။ငြိမ်ချမ်းရေးအရှင်ဘုရားတခင်ဟာအနာငြိမ်ခြင်းအနာဆိုးများကိုနှင်ထုတ်ခြင်းတဘာဝလွန်ဖြစ်ရများနဲ့တေတူကိုပြန်လည်အသက်ရှင်စေခြင်းတို့ကို သူ့ထီချင်းဖြင့်အခွင့်အာဏာစကားတော်ဖြင့်ယုံကြည်ခြင်းတို့ဖြင့်ယောဂအရှင်ပြောက်ကင်းစေတဲ့အောဘွေဖျားရဲ့နှုတ်ထွက်စကားတော်ကိုနတ်ဆိုးတွေနဲ့တဘာဝတရားတွေကလည်းနာခံကြတယ်။တပည့်တော်တွေမိုးတက်မုန်တိုင်းထဲလေနှစ်သေလူစဲမှာလေနဲ့ပင်လေကိုဆုံးမတဲ့အခါချက်ချင်းပဲငြိမ်သက်သွားတယ်။ ေချင်းမန်ကိုလည်းအောင်တဲ့တဆူတီးတော့အောဝယ်ဖျားဟာတေလွန်ပြီးတော့လာစရုကိုတကြူပြီးလေးရက်အကြာမှာအခွင့်တကူအာနာအဖြစ် ပြန်၍အသက်ရှင်စေခဲ့တယ်။ဒီကနေ့ဒီချိန်လင်ညာမှုတွေရှုပ်ထွေးမှုတွေတည်ရင်အမျိုးမျိုးကြားပြောနေခြင်းအမှန်အမှန်ကို ဝေခွဲရခက်ချိန်မှာလမ်းညွန်ပေးမယ်အကြံဉာဏ်ပေးမယ်အောပွေဖျားစီကလမ်းပြခြင်းနဲ့ဖေးမှခြင်းအထူးလိုအပ်ပါတယ်။တမန်ကျမ်းစာမှာဒါရကတစ်ခုကိုဖော်ပြလိုပါတယ်။ယောရှုဆိုတဲ့ပုဂ္ဂိုလ်က ေရခေါမျိုးကို သိမ့်ဖို့ယုံကြည်စွာဖြင့်ဖျားခင်နဲ့တိုင်ပင်တဲ့အခါဖျားပေနီးပြူဟာအဖျင်ခိုင်ခန့်စွာကာယံထားတဲ့ထိုမျိုးယိုးဟာအံ့ဩပွေအကုံအစင်ပြူလဲသွားပြီးအတားလေးသိမ့်ပိုက်နိုင်ခဲ့တယ်။ကျွန်ုပ်တို့ဘဝအတ္တတာမှာလေလေပင်မုန်တိုင်းတိုက်ခတ်တလို့အပြေရှင်းနိုင်တော့တဲ့အခက်ခဲပြဿနာတွေအတားအဆီးတွေကြောက်ရွံ့မှု ဝမ်းနည်းပူဆွေးမှုမလုံခြုံမှုငွေကြံပြုခံရမှုနာတာရှည်ယောဂဝေဒနာတွေမန်နဲ့ရဲ့ချုံနောင်မှု အမျိုးမျိုးနဲ့ညှို့လင့်ချက်မဲ့စိတ်ဓာတ်ကျနေမှုတွေကနေအရှင်းလွတ်မြောက်နိုင်မဲ့နီးပြူဟာကိုပေးကအဩပွေပြုပေးမယ်ယေရှုဖျားထံယခုပင်ယုံကြည်စွာနဲ့ချင်းကပ်ပါ ိုင်ပြင်ပါအခုအညီတောင်းခံပါထိုဖျားထမအောဝေတကူတော်ကိုခံယူကြဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ကြားနာတော့သူတိုင်းပေါ်အောဝေဖျားထံတော်မှကျေးဇူးတော်နဲ့ငြိမ်သက်ခြင်းအစဉ်တည်ရှိပါစေတော့